မင်္ဂလာပါပန်းဆိုတာအောက်တန်းဟာဆိုတဲ့ကိစ္စကိုထပ်ပြောရပါအောင်မယ်ဆိုတော့အဲ့ကိစ္စကပန်းဆိုတာအောက်တန်းလားဆိုတဲ့ကိစ္စကတကယ်တော့ controversial ဖြစ်တဲ့ကိစ္စကိုငြင်းရခုံးရမျိုးအဲ့ဒီ user ကလက်ခံနေတဲ့သူတွေရှိမယ်အလုံးကလက်မခံနိုင်တဲ့သူတွေလည်းအများကြီးရှိနေနိုင်တယ်ဆိုတော့အဲ့ဒီကိစ္စကိုနည်းနည်းလေးအတိုးချုပ်လေးပြရှင်းပြရရင်အဲ့ပန်းဆိုတဲ့ဇကလုံးရဲ့အင်္ဂလိပ်စာဇကလုံးရဲ့အတိတ်ပဲကိုအနည်းဆက်ဆုံးအင်းတိုင်းတဲ့ညီပါဘာသာပြန်လိုက်ရင် အောက်တန်းလားဆိုတဲ့ဟာထွက်လာတယ်။တခြားဟာတွေလည်းအိပယ်လည်းအများကြီးယူဆလို့ရပါမယ်လေ။ကျွန်တော်အနေနဲ့အနည်းဆုံးတော့အောက်တန်းလားဆိုတဲ့အိပယ်ဖြစ်လာတယ်။ပြီးတော့တဲ့နေရာလည်းတကယ်တော့ဒီ society တက်တော့အောက်တန်းလားတွေပါပဲ။ဘာလို့သူရဲ့အယူဆတွေ၊သူရဲ့နေပုံထိုင်ပုံတွေ၊သူရဲ့ lifestyle တွေကအဲ like အောက်တန်းလားလိုပဲဖြစ်နေတာပေါ့။ဆိုတော့တမလား anti establishment တွေပြီးတော့ anarchism ဘာညာတွေ၊ capitalism ကို against လုပ်တာတွေ society ရဲ့တချို့ conservative ဖြစ်တဲ့ကိစ္စတွေကို against လုပ်တာတွေပါတွေက religions ကို against လုပ်တာတွေပဲဖြစ်ဖြစ်တခြားအများကြီးပါပဲဒီလူမှုရေးစံရင်စံနှုန်းတွေကိုစံရင်တဲ့ကိစ္စတွေပါညာတွေကအဲ့ဒီကလုံးဝအမျိုးအောက်တန်းသားဆက်ရိုက်လို့ပုံမှန်မျိုးဖြစ်နေတာဆိုတော့အဲ့ကောအောက်တန်းသားဆိုပြီးတော့အဲယူဆကကျွန်တော်တော့တော့အဲ့လိုမျိုးယူဆထားပေမဲ့လည်းဆိုတော့တခြားလူတွေတော့က လက်ခံနေမှာလက်ခံမယ်လက်ခံနိုင်တဲ့သူတွေတကယ်အများကြီးရှိနေတယ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့မျိုးပြောချင်တဲ့ရည်ရွယ်ချက်ကတော့တချို့ကအဲ့လိုသဘောမပေါက်လို့လည်းဖြစ်ကောင်းဖြစ်နိုင်မှာဆိုတော့အဲ့ကိစ္စကတော့ထားပါအဲ့အဲ့လိုအယူဆဆိုတာကလည်းလူတိုင်းမှာကိုယ်ပိုင်မျိုးအယူဆတွေရှိနေနိုင်တာဘဝတွေးခေါ်တွေရှိနေနိုင်တယ်အဲဘယ်အကြောင်းအရာလေးမှာပဲဖြစ်ဖြစ်အမှန်နေမှာလေဆိုတဲ့ဟာတွေကလည်းတကယ်တော့အဲ universal truth ရှိမနေဘူးဆိုတော့အခြေအနေတွေရှုထောင့်နေပုံမူတည်ပြီးတော့ပွဲလဲနိုင်တာပဲဆိုတော့ ပြောကွန်မန်နယ်လို့တောက်လျှောက်ယူဆထားခဲ့တဲ့ဟာတွေကလည်းအချိန်ကစကားပြောလာတဲ့အခါမှာအမျိုးအမားကြီးဖြစ်သွားနိုင်တာပဲ။ဟိုနာစီတွေပါလေလို့ဆိုတော့ဒါပါအဲ့လောက်ကြီးအများကြီးပြောနေကြတာမလို့လက်ခံနေတဲ့သူရှိမယ်လက်ခံနေတဲ့သူရှိမယ်။ဆိုတော့အဲ့ဒါစားထားပါ။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးယူဆထားလေဆိုတော့အဲ့ယူဆနဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ခိုင်မာနေဖို့လိုတာပေါ့။ဆိုတော့အာကျွန်တော်အဲ့အကြောင်းကိုနည်းနည်းပါးပါးထပ်ပြောပြအောင်မယ်။ 음ဂျိုဘီပြောချင်တာဒါကျွန်တော်တယောက်တည်းရဲ့ personal ပုံကိုရေးတကိုရေးသားယူဆဖြစ်တဲ့အတွက်ဟောဒါမှပန့်မှာဒီလိုမှပန့်မှာဆိုရဲဒါမျိုးတော့မရှိပါဘူးတကယ်ပန့်ဆိုတာလည်းဒါရမှပန့်မှာဒီလိုနေမှပန့်မှာဒီဟာမှပန့်မှာဒါမှပန့်မှာဆိုပြီးတော့အတိအကျရှိနေတာမဟုတ်ဘူးဗျာစိုက်တယ်လို့ပန့်လို့ရတယ်ဘလို့နေပန့်ကအတိအကျလို့ freedom ကိုတင်ဆုံးမှထားပြီးတော့မျိုးကျန်တဲ့ဟာတွေကနည်းနည်းမလုံတင်မှုလုံတင်နေတဲ့လောက်ပဲရှိတာဆိုတော့ တော့ပန့်ဆိုတာကလည်းဘာမှပန့်မှာဘယ်ဟာမှပန့်မှာဆိုပြီးတော့တကယ်လို့ရှိမနေဘူးဆိုတော့တိုက်တလို့လွတ်လွတ်လပ်လပ်ယူဆဝင်ရရှိတယ်ဗျာဆိုတော့ထားပါအဲအော်တန်းစားဆိုရယ်ပန့်ဆိုရယ်အကြောင်းဆိုတော့ပန့်ကိုဘယ်လိုမျိုးချင်းကက်တယ်ဆိုရယ်အကြောင်းကိုနည်းနည်းပေါ့ပေါ့ဗျာပြောပြပါဦးမယ်ဆိုတော့ကျော်တော်ကပန့်ကမျိုး music tab ပို့တယ်ဗျာတကယ်လို့ပန့်ဆိုတာအမျိုးပန့်ရော rock music ကနေစဉ်းစားရဲပန့်မယ်ဒါပေမဲ့ကျွန်တော် ပုံကိုရကျွန်တော် rock music ကိုအဲ့လောက်ကြီးစီအဲ့ rock music အားကောင်းတဲ့ generation မှာမွေးဖွားလာတာမဟုတ်တဲ့ rock music ရဲ့ rock mode ကအဲ့လောက်ကြီးမကြီးခဲ့ဘူးဒါပေမဲ့လည်းအဲ punk rock ကိုသဘောကျပါဆိုလိုချင်တာကကျွန်တော်က rock rock ရဲ့ rock mode ကိုအကြီးမားခံရတဲ့ music ကလာမဟုတ်တဲ့အတွက် rock ကိုတော့အဲ့လောက်ကြီးကြားဘူးဒါပေမဲ့ we all like lifestyle ရဲ့အဲ့တော့ fashion တို့တခြား ideology ပါညာတွေနဲ့ပတ်သက်ပြီးတော့ပန်းကိုတကယ်သဘောကျတယ်။တကယ်ကျွန်တော် pan dinan home တွေဆိုတော့ အဲ့ပန်ပန်မှာဒီပြီးတော့မျိုးပန်လေးပိုင်းထောင်းမျိုးပန်ရော့ကာကြီးဟုတ်မလို့တကယ်ကျွန်တော် visual artist ပြဆိုတော့ဒီ band ideology နဲ့ဒီ art နဲ့အမှုပညာနဲ့အောက်တန်းနဲ့မျိုးပေါင်းတဲ့ combination band နဲ့ art နဲ့ပေါင်းတဲ့ combination တခုကိုစိတ်ဝင်စားပြီးအဲ့ဒါကိုရှာပြီးအဲ့ဒါကိုလုပ်ချင်တယ်ဆိုတော့ music ကိုလည်းစိတ်ဝင်စားမှာမဟုတ်ပါဘူးကျွန်တော် music ကိုစိတ်ဝင်လာပါဒါပေမဲ့ music ကကျွန်တော် reminder ပဲ music ကလည်းမျိုးအဲဒီတိုင်းပဲ အတန်နဲ့စကားပြောတယ်အမျိုးပေါ်ထရီပဲဖြစ်တာပဲထားပါတယ် music ကမိုင်းတာပဲတကယ်လည်းအဲ့လောက်ကြီးစီးတော့ music နဲ့ပတ်သက်ပြီးတော့ကျန်းကျန်းချင်းဟန်းဟန်းဆက်ဆက်အများကြီးမလုံးတာဆောအဓိကကဒီ visual art နဲ့ဒီ punk culture နဲ့အမျိုးပေါင်းတဲ့ကိစ္စတွေကိုပို့ပြီးစိတ်ဝင်စားပြီးတော့အဲ့ဒါကိုပို့ပြီးတော့လုပ်ဖြစ်တယ်ဆိုတော့တခြားမျိုးတင်လား punk culture တွေကပဲ music တွေတို့တခြားနေတဲ့မလီဖက်ရှင်တွေဒီဝတ္တစာတွေမျိုးပိုစတာတွေပဲဖြစ်ပါဖြစ်အဲ့လိုမျိုး ဟာတွေပို့ပြီးတော့စိတ်ဝင်စားတယ်ဗျာဆိုတော့ကျွန်တော်တို့ပန်ကကြတော့အမျိုးဒီပန်ရော့ကို music ကိုပဲကြိုက်ပြီး rock ကိုကြိုက်ပြီးတော့လာတဲ့သူတွေနဲ့ဒီမျိုး art ကိုစိတ်ဝင်စား visual art ကိုစိတ်ဝင်စားပြီးလာတဲ့သူတွေဂျာထဲမှာနည်းနည်းအယူဆပေါ်လွှဲလာလေတော့ရှိနေနိုင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမျိုးပန်ကိုချင်းခဲ့တဲ့နေရာမှာတက်မှာဟို data agent ကပန်ပေါ်မှာလောက်မှုမှုရှိတယ်ဘာညာဆိုပြီးတော့ရှောက်ွေးတဲ့ဟာတွေရှိတာဟောဆိုတော့ဒီ 1980 80ဘာညာအဲ့ကာလရဲ့ဆိုမျိုးစပီးပြောစပီးခင်မှာမွေးလာတဲ့ကလေးရွယ်ရောက်လာတဲ့အချိန်တွေပေါ့ပြီးတော့မျိုးကိုဝါစပီးကာလဘာညာအဲ့အဲ့ဂျားကာလတွေထဲမှာမျိုးအဲ့နိုင်ငံတွေ US တို့ Europe တို့မှာရှိနေတဲ့မျိုးနိုင်ငံအချင်းတွေပဲဖြစ်နေများဖြစ်တယ်အဲ့အားတွေပေါ်မူတည်ပြီးတော့ဒီမျိုး music မျိုးစားတစ်မျိုးမျိုးစားတမျိုးအစ်တတော်မဟုတ်ပါတဲ့ပန်ရော့ဆိုပြီးတော့ပေါ်လာတဲ့လူငယ်တွေရဲ့မျိုးညင်ကြေးမှုပေါ့လေ လမ်းတည်းရင်ချင်းမှုအတန်းတည်းရင်ချင်းမှုဆိုတော့အဲ့ရနေပြီးတော့အဲသူတို့ရဲ့မျိုးအတွေးခေါ်တွေသူတို့မျိုး fashion တွေသူတို့ trend လို့ပဲပြောရမှာပါအဲ့ခေတ်ကတော့ပန်းကလည်း trend တစ်ခုပါပဲဆိုတော့အဲ့လိုမျိုးသူတို့အဲ့ရဘယ်ကနေစတင်လာလဲဒီ pop culture နဲ့မျိုးဒီ pop art နဲ့ပန်းကစားနဲ့ဂျာရာကိစ္စလေးတွေပါအဲ့ဒါကိုစိတ်ဝင်စားပြီးတော့အဲပုံပြီးစိတ်ဝင်စားရပါဗျာ music တဲ့စားရင်ပြီးတော့အဲ့နေပြီးတော့မှပန်းကအခုခေတ်ထီရောဒီမာရောပန်းကိုဘယ်လိုမျိုး ယူဆဘယ်လိုမျိုးလုပ်ကြမလဲတန်ကုန်ဘယ်လိုစိတ်ဝင်စားပြီးတော့ဘာရိုက်ဆက်လုပ်ကြမလဲတန်အနေနဲ့ဘာလုပ်မှာလဲပေါ့ဆိုတော့အဲ့လိုမျိုးတွေရှောက်လောက်တာပါပဲအဓိကတော့အခု FN နေနိုင်ဆုံးပဲပို့ပြီးတော့အားပေးပြီးတော့ဒီလွတ်လပ်မှုကိုရှာကိုယ်ကအဲ့လို inner peace ကိုရှာပြီးတော့ပျော်စရာလေးဖန်တီးနေတာပါပဲဆိုတော့ကျွန်တော်တို့ပန်းကအဲ့လောက်ပါပဲတခြားမျိုးအလူကောယူစားပါညာရအများကြီးကိစ္စတွေကိုခဏထားထားလိုက်ပြီးတော့ကျွန်တော်တို့ပန်းကအမျိုးဒီတိုင်းလေးပဲပန်းကလည်း ့ fashion ပေါ်မှာ music ပေါ်မှာရောတိုင်းတာတစ်ခု develop မှုမှုရှိခဲ့တာပဲဆိုတော့ဘသူပဲပါပဲပြောပြောဒီ pan rock ကြောင့်မလို့မျိုး made ချုံ made ကိုဒီ fire မျိုး pan ရမျိုးလောက်မှုမှုရလာတခြားမျိုး crash တို့ emo တို့တခြားဒီ alternative တွေပါညာတွေလည်းဒီ band rock ကနေပြီးတော့ band rock ရဲ့လောက်မှုမှုကနေပြီးတော့ဆင်းသက်လာတယ်လို့ပြောကြအောင်။ဥပမာ Never Now တို့ဘာလို့တော့မှတက်မလား။ Get Through Music ပုံစံကအစ်စ်ဟုတ်မနေဘူးလို့ပြောတော့တခါ interview တစ်ခုမှာသူ့ရဲ့ music style က band ရော့ဘန်တစ်ခုအားနေပြီးတော့နောက်မမှုရပြီးတီးတာပါဆိုပုံစံမျိုးဆိုလိုချင်တာချွတ်မဲ့တဲ့ကိုယ်ရောအီမိုပဲဖြစ်ဖြစ်ကောတစ်ပဲဖြစ်ဖြစ်တခြားတော်တော်များများအားမျိုးပိုင်နေရဲ့နောက်မမှုရှိရဲဆိုတဲ့ဟာပြောချင်တာနောက်တစ်ခုမျိုး fashion မှာလည်း anti fashion တို့ပါလို့ညာတော့အခုလက်ရှိအဲဒီဝတ်နေကြတဲ့မျိုး opinion တို့ပါလို့အစဒီအဲ့ဒါကပိုင်ရောက်မှုတွေတိုင်းတိုင်းတစ်ခုဒီပါခဲ့တယ်ဆိုတော့ပြောချင်တာဆိုတော့အဲ့ဒါတွေစိတ်ဝင်စားပြီးတော့ အဲ့နဲ့ပတ်သက်တဲ့ဟာလေးတွေ fashion နဲ့ပတ်သက်တဲ့ဟာလေးတွေပါလေးလဲရှောက်လို့တယ်ပြီးတော့ဒီ visual art နဲ့ပတ်သက်ပြီးတော့ဒီစင်းနေပါပြီးတော့ဒီဖန်တီးမှုရော DIY လက်မှုပညာတွေနဲ့ပတ်သက်ပြီးတော့အားတွေပဲလုပ်ဖြစ်ဖို့များမယ် so ဒီလောက်ပါပဲတော့ ideology ရတော့ကျွန်တော်နောက်ပိုင်းအများကြီးအများကြီးတိတ်ပြီးတော့ပြောပြမယ်လို့မထင်ဘူးဆို controversy ဖြစ်အငင်းခုန်နေများပြီးတော့နည်းနည်းလေး နည်းနည်းအန္တရာယ်များ risky ဖြစ်တော့ဆိုတော့အဓိကဒီမှာကတော့ကျွန်တော်ဘာတွေလုပ်နေလဲဘာတွေလုပ်ဖြစ်လဲစားရအမျိုးလှောက်ရှားမှုတွေရဲ့ activities လေးတွေအဲ့ဒါလေးတွေကိုပဲပြန်ပြောပြပြီးတော့အလောက်ပဲလုပ်ဖြစ်ဖို့များပါမယ်ဆိုတော့ပန်းချောင်းထိုင်ပြောနေရတဲ့စားရတော့ဘယ်လိုလေးနေနေဆိုရအောင်ပြတာပိုကောင်းမထင်လို့အဲ့ဒါကိုလည်းသဘောကျတဲ့သူတွေရှင်းရှင်းပဲသဘောမကျတဲ့သူတွေလည်းအများကြီးရှင်းနေနိုင်တာပဲ တော့ဆောင်းမိတဲ့ကောင်တွေလည်းရှိနေနိုင်တယ်လက်ခံနေတဲ့သူတွေအမျိုးအပိတ်မဲ့သူတွေလည်းရှိနေတယ်လာအမပိတ်မဲ့လူတွေလည်းအများကြီးရှိနေတာတော့ဒါပေမဲ့အဲ့ဒါကျွန်တော်တို့အမျိုးပြဿနာမဟုတ်ကဲ netting millimeter ပဲဘာမှတော့အရေးပါမလို့တော့အဓိကကတော့အေးစစလေးကိုပွားလေးနဲ့ကိုလန်းကုန်းလေးကိုအေးစစရှောက်ဖို့ပါပန်းကလည်းဒီလောက်ပါပဲဖြစ်တယ်ညာဖြစ်တယ်နေတိုင်း mood light တန် wheel light တွေပါတယ်ညာရေဆိုပေမဲ့လည်း တက်ရှုပ်လိုက်ရင်တော့လူတွေကနေဖြစ်လာတဲ့ကာချတခုပါပဲဒီလူလူလူသားဆိုင်တဲ့ကိစ္စလေးလူလူလေးနေပြီးတော့လူလူလေးတွေးရင်ဘလောက်ပါလဲဆိုတော့တော်လူရဲ့လူရဲ့ limit ကျော်ပြီးတော့ဘာမှလုပ်လို့မရတော့အဲ limit လေးတော့တူမှာကိုယ့်ဘာလေးနဲ့ကိုကိုဖြစ်စင်တာလေးကိုလို့စင်တာလေးလုပ်ပြီးတော့ကိုနေချင်းလိုလေးနေသွားမယ်ဒီလောက်ပါပဲဆိုတော့ကျော်ပြောနေရလည်းများပြီကိုရောက်တရားလည်းတော့များသွားပြီဆိုရင်ဒီလောက်ပါပဲနောက်ရက်တွေလည်းပြန်ပြီးတွေ့ပါအောင် ျွန်တော်ပန်းအောင်တန်းစားပါအကြောင်း brand လေအောက်တန်းစားလေးဖြစ်ပါတယ်ကျေးဇူးပါတက်တာ